မလေးရှားတွင်16နှစ်ကျောင်းသားမှ16နှစ်ကျောင်းသူကိုအခြေရေးညှင်းဆုံမှုကြောင့်တပ်ဖြတ်မှုဖြစ်ပွားမင်္ဂလာပါအော်ဒီယိုဘိုင်းစောင်းနိုင်ငံနေကြိုဆိုပါတယ်ဒီတစ်ခါမှာတော့မလေးရှားမှာ16နှစ်ကျောင်းသားမှ16နှစ်ကျောင်းသူကိုအခြေရေးညှင်းဆုံမှုကြောင့်တပ်ဖြတ်မှုဖြစ်ပွားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မလေးရှားနိုင်ငံမှာ16နှစ်ကျောင်းသားလေးရ16နှစ်သမီးကျောင်းသူလေးကိုခြေရေးဆိုတာညှင်းဆုံမှုနဲ့ဒါနဲ့ အချက်90ကျော်ထိုးပြီးတော့တည်ဆုံးသွားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။မလေးရှားနိုင်ငံစီလံကောကကျောင်းတစ်ကျောင်းမှာဒီနေ့အော်တိုဘာလ14ရက်နေ့မနေ့ကျောင်းဆဆတက်ခြင်းကပုံမှန်ပါပဲ။မနေ့9နာရီကျော်ကျော်လေးမှာတော့အသက်16နှစ်ကျောင်းသားကစာသင်ခန်းထဲကနေအိမ်သာသွားခြင်းလို့ဆိုပြီးတော့ခွင့်တိုင်တယ်လို့ဆိုပါတယ်။အိမ်သာသွားဖို့ခွင့်ပြုလိုက်တော့အိမ်သာကိုထွက်သွားတာအချင်းအတော်ကြာတဲ့အထိပြန်မလာခဲ့ဘူးလို့အတန်းထဲကကလေးတစ်ယောက်ကဆိုပါတယ်။ ဲ့ဒီချိန်မှာကျောင်းအောက်ထက်ကနေရုတ်တရက်အော်ဒန်ကြားလိုက်ရပြီးအခုတန်လျာရှိသူကျောင်းသားလေးကသူလူတယောက်ကိုတက်လိုက်ပြီလို့အော်လိုက်တာကိုကြားရတယ်လို့ဆိုပါတယ်အဲ့ဒီကျောင်းသားကအဲ့ဒီကနေအဲ့ဒီကျောင်းမှာပဲတက်နေတဲ့သူ့ကိုရဲ့စာသင်ခန်းကိုတွားပါတယ်အဲ့ဒီချိန်မှာသူ့ကိုရဲ့စာသင်ခန်းထဲမှာကလေးတွေကစာမဝဲဖြေနေတဲ့အချိန်ဖြစ်ပါတယ်ဆွဆွဲခံရသူရဲ့ကိုကသူ့ညီရဲ့ကျောင်းဝတ်ဆောင်မှာတွဲတွေလည်းမြင်ရော် မူးလဲသွားရလို့ဆိုပါတယ်အဲ့ဒီမှာသွေးတန်ရရဲ့နဲ့ကောင်းလေးကစာတန်ငန်းတကားဘာမှာရက်နေတော့စာမွေးဝဲဖြစ်နေတဲ့ចောင်းသားတွေကဝရုံသုံးကားဖြစ်ကုန်ပါလေရောဆရာဆရာမတွေကစာတန်ငန်းတကားကိုပိတ်ပြီးတော့ကလေးလေးကိုထိန်းကရဲခေါ်လိုက်တာဖြစ်တယ်လို့သိရပါတယ်သတင်းဌာနရဲ့ပုံထဲမှာဓာတ်နဲ့တချောင်းကိုသွေးပစ်နေတဲ့ចောင်းဝဲစုံနဲ့ကောင်းလေးရဲ့ဘေးမှာတွေ့ရပါတယ်ရဲနဲ့မီဒီယာများရဲ့ပြောပြချက်အရ ဒီဆက်လေးနှစ်သားကောင်လေးဟာအတန်းထဲမှာဘသူနဲ့မှစကားတိတ်မပြောပဲသူ့ပါတာသူနေတဲ့သူ ဖြစ်ကြောင်းသိရပါတယ်။သူဟာမြေကုံမောင်နှမ၃ယောက်ထဲမှာအငယ်ဆုံးဖြစ်ပေမဲ့ဒေါသထွက်လွယ်သူလို့ဆိုပါတယ်။အတန်းမှာတယောက်ပြောတာကသူ့မှာစိတ်ရောကဘာညာမရှိပေမဲ့မတ်တက်ထားပြီးတော့လူတွေနဲ့တိတ်မရောတတ်ဘူးလို့ဆိုပါတယ်။ဂျဲကသူ့ကိုမေးကြည့်ရမှာတော့သူညီဟာအခုသေးသွားတဲ့ အသက်16နှစ်အရွယ်ကျောင်းသူကိုကြိုက်နေပြီးတော့ရည်စားစကားသွားပြောတာကိုဟိုကညင်လိုက်တယ်လို့ဆိုပါတယ်။သတင်းများရတော့ဒီတဏှာရှိသူကျောင်းသားလေးကပြစ်စင်မဖြစ်ပွားမီညမှာဒီကောင်မလေးကိုသူ့ခံစားချက်များသွားပြီးတော့ဖွင့်ဟခဲ့ပေမဲ့ပယ်ချခံခဲ့ရတာဖြစ်တယ်လို့ပြောဆိုကြပါတယ်။အသက်ခံလိုက်ရတဲ့ကျောင်းသူလေးရဲ့တငယ်ချင်းတူကပြောကြရမှာတော့တေဆုံးသူကျောင်းသူလေးဟာပေါ်ရပြီးဂျင်နာဒတ်သူဖြစ်ကာ ဘတ်စကတ်ဘောကဲ့သို့သောအားကစားမျိုးစုံမှာ တက်ကြွစွာပါဝင်ခဲ့ပြီးအားကစားဘက်မှာပါရမီပါတူတူအဖြစ်သတ်မှတ်ခံရကြောင်းပြောဆိုခဲ့ပါတယ်။ဖြစ်တာကမလေးရှားပီတာလင်းချာယာကဘန္တာဥဒမကကျောင်းတကျောင်းမှာဖြစ်ပါတယ်။ကျောင်းသားရောကျောင်းသူရောကမလေးရှားအဖြစ်ပေမဲ့တရုတ်သွေးပါသူတွေဖြစ်တယ်လို့သတင်းများကဆိုပါတယ်။ကျောင်းသူလေးရဲ့သွေးပြက်အောင်အော်ဒန်ကြားလို့ဆရာဆရာမတွေကပြေးသွားတဲ့ခါမှာကျောင်းသူလေးက တန်ရာအချက်90ကျော်ရပေးနေပြီလို့ဆိုပါတယ်။ရဲတွေကမနက်9:00မိနစ်40မှာရောက်လာပြီးကျောင်းသားနားမှာတွေ့ရတဲ့စကောက်ဓာမဲရောင်ကိုတင်စီခဲ့ပါတယ်။ကျောင်းသားကအဲ့ဒီဓာကိုဖတ်ပြီးကျောင်းထဲကို တွင်းလာပုံရတယ်လို့ရဲများကပြောပါတယ်။ရဲကကျောင်းသားတွေကိုစစ်စေးမင်းများနေစေဖြစ်ပြီးကျောင်းသားလေးကဘာလို့ဒီလောက်ကြီးလုံရတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ပြောပါတယ်။အခုခေတ်ကြီးမှာအရင်လိုမဟုတ်ပဲ ။ကျောင်းသားကျောင်းသူတွေကြားထဲမှာလက်ရဲဆက်ရဲလူတက်ရဲတဲ့အထိဖြစ်လာတာကို မြင်ရတာဟာစိတ်မကောင်းစရာပါ။ကျောင်းသွားမဲ့ကိုသားသမီးကို အရာရာဂရုစိုက်ဖို့နဲ့ဆောင်းရံဆောင်းရံတွေကိုတင်ဖို့လိုသလိုမိဘတွေဘက်ကလည်းကိုသားသမီးဘာဖြစ်နေရလဲဆိုတာကိုပိုသိဖို့လိုလာပြီလို့ထင်ပါတယ်။ဒီသတင်းကိုတော့ဆရာရစ်ချတ်မျိုးတန်ဘာသာပြန်ဆိုထားတာကိုပြန်လည်တင်ပြပေးခြင်းဖြစ်ပါတယ်။အဆုံးတစ်ယောက်နားဆင်ကြည့်ရှုကြသူအားလုံးကျေးဇူးတင်ပါတယ်။ အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေဗျာ။